တကယ်စောင်းဝင်ခဲ့တဲ့ Manchester United ညာက Old Trafford ရဲ့လေတုကမှောင်မိုက်ညှဉ်းနှွမ်းခဲ့ရတယ်။ Manchester United ပရိတ်သတ်တွေရှင်ထဲမှာမျောလင်းချက်လေးတစ်ခုကတော့ကြံနေခဲ့တာပါ။ဒီနေ့မှုနဲ့ခြေစွမ်းပြန်ကောင်းလာပြီးတော့ပရိတ်သတ်တိုင်းအနေငယ်မျက်စိမိတ်ယုံကြည်လိုက်ခဲ့ကြတယ်။ဒါပေမဲ့အမှန်တရားကအရင်ခြေပြန်ပေါ်လာတာပဲဖြစ်နေခဲ့တယ်။ Everton ကိုအိမ်ခွေးမှာကစားရင်ပရိတ်သတ်တွေရဲ့အိမ်မက်တွေပါတစ်ခါလေးပြိုလဲသွားရပြန်တယ်။ရလက်က G1 ရှုံးပွဲတစ်ပွဲဒါပေမဲ့ဒီရှုံးပွဲက တာမန်ရှုံးပွဲတပွဲတော့မဟုတ်ခဲ့ဘူးမျော်လင့်ချက်တွေကိုရိုက်ချိုးခဲ့တဲ့ပွဲဒေါသနဲ့ဘာလို့လဲဆိုတဲ့မေးခွန်းတွေအကုန်ပါတယ်73မိနစ်ထဲကတယောက်ယော့အေဗာတန်ကိုဘောလုံးပိုင်ဆိုင်မှု80ရာခိုင်နှုန်းထိဖိကစားနိုင်ခဲ့တယ်ဂိုးတစ်ဂိုးမှမသွင်းနိုင်ခဲ့ဘူးဂိုးပေါက်ကန်သွင်းချက်25ချိန်မှာ6ချိန်သာဂိုးပေါက်တည့်တယ် HG 1.66ထိခဲ့ပေမဲ့ရလက်က3စားမရခဲ့ဘူးကိုအသင်းပေါ်နဲ့အချင်းများလို့အေဗာတန်ကစားသမားတယောက်အစောကြီးအနီးကထိပြီးချက်ရောက်ထဲနဲ့မန်ယူအသင်းကိုကစားခဲ့ရတာပါဒါပေမဲ့အဲ့တဲ့အသင်းဟာ မရှုံးလင်းယုံတာမကအနိုင်ကိုကိုထိန်းထားနိုင်ခဲ့တာကြောင့် Old Trafford ကနေ၃မှတ်ရယူသွားခဲ့ပါတယ်။ Man U အတွက်တော့တကယ်နစ်နာတဲ့ပွဲဖြစ်ပြီးအမှန်ဘေးစရာထိပ်ပိုင်းကိုတိုက်နိုင်မဲ့အခွင့်အရေးကိုလက်လွတ်လိုက်ရပါတယ်။ဘာကြောင့်လဲ။ဘာလို့ဒီလိုဖြစ်ရတာလဲ။ပွဲမစခင်လူစင်းကြောင့်အနေငယ်စိတ်ပြက်ခဲ့ရတယ်။ဖောင်ကောင်းနေတဲ့ကွန်ဟာမပလာတာတကြောင်ဘလို့ကြည့်ကြည့်မကြိုက်တဲ့ဇက်စီးကိုထည့်လာတာတကြောင်ခံစားချက်မကောင်းခဲ့ပါဘူး။ဒါပေမဲ့ကစားပုံကအစကတည်းကအီငိန်မှုပြောက်ဆုံးနေခဲ့တယ်။ဘောလုံးကိုထိန်းချုပ်ထားပြီး ဘာမှဖန်တီးလို့မရဘူးဘောလုံးကိုဘေးနောက်ပြန်ဖို့ရုံကလွဲပြီးရှေ့ကိုတိုးမသွားနိုင်ဘူးကိုညာမပါလာတာကမန်ချက်စတာယူနိုက်တက်တိုက်စစ်ကိုအတော်လေးဒီပွဲမှာနစ်နာစေတာပါဘောလုံးပွဲကြည့်နေရင်ကိုညာကသာတန်းတနေမိတယ်ထုံးစံအတိုင်းပဲဘရူနိုဖာနန်ဒက်စ်နဲ့ကက်စီမီရိုတို့ကကြိုးစားနေပေမဲ့ဘောလုံးကရှေ့ကိုမရောက်နေဘူးသုံးယောက်တည်းခံစစ်တွေဖြစ်တဲ့ဂျိုရိုဒီလစ်ရှောတို့ကခံစစ်မှာအကောင်ဆုံးကစားပြနေပေမဲ့တိုက်စစ်ကဘာမှမလုံးနိုင်ခဲ့လို့ဘာမှမထူးခဲ့ဘူး 343ကစားကွက်မှာအဓိကကြပြီးအရေးကြီးဆုံးဖြစ်တဲ့ wing backs တွေကသုံးစားမရခဲ့ဘူး။ပြန်လဲမပြောချင်တော့ဘူး။ Everton ကတော့အကောင်းဆုံးခံချက်ကိုကစားပြထားတယ်။ Pep4 ရှိမှာ Tarkowski ရဲ့ Kane နှစ်ယောက်က Man United ရဲ့ကစားအားနဲ့ကန်သွင်းချက်တွေကိုအကောင်းဆုံးခုခံနိုင်ခဲ့တယ်။တယောက်ယောက်အနေထားကနေ Juice Fury Hall ရဲ့အကောင်းဆုံး goal တကူကိုမြင်ခဲ့ရပြီးနောက်ပိုင်းဘာမှထွေထွေတူတူမလုပ်ပြနိုင်ခဲ့ဘူး။ရားလဲကိုအကောင်းဆုံးဆက်ထိပ်ပြီးပွဲကိုအနိုင်၃မှတ်ရယူနိုင်ခဲ့တဲ့ Ultra Four ကနေအိမ်ပြန်တဲ့လမ်းမှာ United ပရိတ်သက်တမ်းရဲ့ရင်ထဲမှာမေးခွန်းတစ်ခုပဲကြံခဲ့တယ်။ဒီအသင်းဘယ်တော့မှအကောင်းဆုံးအချိန်တွေပြန်ရောက်လာမှာလဲ။ဘယ်တော့မှဒီလိုစိတ်ညစ်စရာရှုံးပွဲတွေပျောက်ဆုံးမှာလဲဆိုတာအပြေဆက်ရှာနေမိကြတယ်။